ကြောင့်လို့ဆိုတော့မကြိုက်တာမမတော့သုံးလုံးငယ်တဲ့သူတော့စိုက်လို့ရတယ်မမဆိုရင်ဟိုသုံးလုံးမကြိုက်ဘူးအဲ့လိုဖြစ်တာနော်တော့ကိုကိုလုံးမခေါ်နော်ဘာနာမည်ခေါ်တာမျိုးလေးပေါ့နာမည်စာလေးခေါ်အဲ့လိုပြောလို့စိတ်ထဲမှာခေါ်ခြင်းစိတ်လေးပေါက်တူရလीနော်မောင်ကလည်းမကြောက်ဘူးသူကပြီးကြရတော့မရှိဒါပေမဲ့အိမ်ကကြောက်ကြောက်လားဆိုတော့ မောင်လေးရနောက်မှဒီ live ဤစားစာပေးရလို့ဤစားစကားပြောတာအဲ့လိုရှိရဒါပေမဲ့ကိုကအချင်းကြီးအရင်စိတ်ကူတာတိလာတယ်နောက်မှဒီပြောမမအဲ့လို live ခေါ်ရပြီးတော့ဤစားဤစားစာရီနေ့စီမန်းဒီ live တွေထည့်သွားမသိဘူးဇွဲကူထိုင်နေခုံကမောင်လေးတွေလာပြီးတင်တယ်အဲ့လိုအဲ့လိုမောင်လေးကြာကြိုက်လို့ဆိုဇော့အတင်းအဲ့လိုပြောမမလို့ခေါ်တဲ့အဲတုံးတုံးယူမကြိုက်နေပါအဲ့လိုမမလို့ခေါ်တာနဲ့စိတ်ကစိုးကျင်နေပြီမကြိုက်နေဘူးသိလားဟောညမလေးလို့ခေါ်တာလို့အဲ့လို မလို့ခေါ်တာအဲ့လိုမင်းရုံသဘောကျတယ်ပို့ပြီးရတယ်မမလို့ခေါ်တာနဲ့စိတ်ကမရတော့အဲ့ကောင်လေးကိုတော့ဝက်လောက်ကတော့လုံးဝ hand drugs cross ဖြစ်နေပြီကျွန်တော်ဖေးကျင်တော့တော့ဝက်လောက်ကစိတ်ကအဲ့လိုဖြစ်သွားတာရောက်ကြည့်ရင်ရောက်လို့ရနေပြီနော်ဟောမှန်းတော့တချို့တွေကြမဟုတ်ဒါကလည်းငငယ်ငငယ်တည်းကမမလို့ခေါ်တဲ့တုံးတုံးလေးကြိုက်တဲ့သူကြောက်လဲကြိုက်ကြရိုးကြရိုးကြတော့မကြိုက်တာမမလို့တုံးတုံးငယ်တဲ့သူကစိုက်လို့ရတယ်မမဆိုရင်ခေါ်တုံးတုံးမကြိုက်ဘူးအဲ့လိုဖြစ်တာ เนาะแล้วก็โกโก้ไม่ขอไหนเนาะนามแขอราမျိုးนี่บ่นามแสานี่ขออะไรไปเลยสึกแก้มาขอจินใสนี่ปอกตื้อเลยเนาะโอ้กูบลาไปไม่รู้จริงอูเปล่าไม่ซิอูก็ไปมาเนี่ยมาเลยเปล่าๆโอเคอะคือโยเนี่ยมะม่าโลต้องต้องไม่ไจ้กูสู้เหมือนกันแหละปูสาไปแล้วตะแกแล้วมะม่าโลขอแล้วจริงๆปูสาไปแกญาติเลยญามาไปเลยเนาะပြောลุอย่ามาปูสายังสั่นปะเลยสิอะไรรอရှိသေးဘူးပေါ့။လာပြီးတော့ကိုကိုကိုလာချစ်တဲ့သူကိုအေးချမ်းမှုပေးတဲ့သူဆိုရှင်ပြန်ပြီးရွှေချက်မယ်။ ုကတော့လက်ရှိကတော့အလုပ်ကြီးရွေးလုပ်နေပါတယ်။အစိမ့်တဲ့ဝိုင်းကိုလည်းနေမှာလူတွေရရင်ပါတယ်။အလုပ်ကလေးလုပ်တယ်ပြီးတော့နှစ်ယောက်သားအေးဂျန်လေးလိုဖြစ်သွားတယ်။ဟုတ်တယ်ဒီပါဆလန်နော်ဆလန်နော်လေးရတာကားထဲမှာလည်းငွေချင်းငွေချင်းအရင်ချစ်တဲ့တကယ်ချင်းတွေသူ့ရဲ့အကြောင်းတွေဆိုစကားထဲမှာလည်းသူ့အကြောင်းတွေပုံပေါ်နေရင်ဖွင့်နေပေါ့နော်အာရင်ဖွင့်နေဟေးညမရုံးကကြတော့နည်းနည်းဟေးတဲ့ကာရက်တာမျိုးလေးအမေမေမေချစ်တဲ့သမီးလေးပုံစံမျိုးအမေစကားတစ်ခုမဲ့ပေါ့အဲ့လိုမျိုးအာ တူကကြတော့နည်းနည်းအဆိုးလေးပေါ့အဲ့ဒါအဲ့ဒီပြတော့အများကြီးပါပဲဝေစားပိုက်ပါဆိုရင်အဲ့ဒါရမလိုက်ဘူးဆိုတော့အများတိုင်းဖြစ်တယ်ပြီးတော့ဒီနေရာဘယ်လိုလုပ်ရကောင်းလဲဆိုတော့အများတိုင်းဝစားဝပြီးဟိုတခါတစ်ဆင့်တစ်ဆင့်ရခဲ့တယ်ဆိုရင်သူကလည်းရုံးအောင်ညင်လာပြဒါရိုက်တာကြီးမသွားခင်ရုံးရင်လာပြသူကအစင်ပြေလားပြပြေတယ်ဒါကြီးတော့မလိုက်ဘူးပြပြအောင်အဲ့လိုမျိုးရုံးအောင်ညင်လာပြဆိုရင်သူကလည်းတခါတစ်လေရိုက်ခံရကြဒါရိုက်တာကြီးမရောက်သေးဘူးအဲ့ကောင်မစင်သေးဘူးသူစီမောင်း အဆင်ပြေရတာချိပေးအောင်အဲ့လိုမျိုးလေးပါတကယ်တည်းနဲ့အဲ့လိုလေးတော့မတိုင်ဘူးငယ်ရဲငယ်ရဲမို့2021တည်းလားတော့မဟုတ်ပါဘူးတော့တယောက်တောင်တော့ကြည့်ရတယောက်တောင်သာအဲ့လိုမနာလို့ဆိုတာလည်းပါမရှိဘူးတယောက်တူတည်းချက်ရှိတယ်တမေချင်းမှမနာလို့နော်မနာလို့ဘူးလုံးဝမရှိဘူးတယောက်တောင်တည်းဟုတ်တယ်သူစိတ်ရောတော့အတိဆုံးပဲပေါ့အဲကြောင့်ပေါင်းပြတာကိုမလေးလေးမသာမဟုတ်ပါဘူးရှာအမရအဖိုးတွေလည်းအမြင်ရမှာတော့ဘယ်လေးကဘယ်လိုလိုအံ့နေလဲသူတို့လည်းပြန်အဲ့လိုမျိုးအဲ့စိတ်လေးရှိရောသူစိတ် ကားတားတားထဲမှာတူတူရိုက်နေရေဟိုတယောက်ကမနာတူဟိုတယောက်လူနေချာလူရဲ့ချက်ကိုမပြောရင်တော့ဒီကားကြီးကဟိုတခုလူနေမှာပဲလေအဲ့ဒါအကောင်လုံးပူပေါင်းပြီးစီစီစီရုံရုံနဲ့တူတူရိုက်သွားမယ်လောအချက်ရှိနေအကောင်ဆုံးသူကစိတ်ကိုရဲနေထားတယ်ဘလော့လေးတော့ရိုက်ဖို့စဉ်းစားပါဘယ်လိုတန်းရင်းရအောင် က်လေးကိုလည်းအကောင့်ထဲပေါ်ဖို့အတွက်ပေါ့နော်စစ်စူးစမ်းနေတာဒီနှစ်ထဲမှာပဲပေါ့နှစ်သားအကောင့်ထဲပေါ်နေအောင်ခဏနောက်တိုင်ပြီးပြတယ်ဘယ်လိုလေးလုံးကောင်းမလဲအော်ပရိသတ်ရှိကိုမချချဒီနှစ်ထဲမှာပဲချပြမယ်ချပြနေအောင်စူးစမ်းမယ်လို့ပြောပြတယ်ဒါပေမဲ့ပြောပြတယ်ပထမဦးစာကြီးရိုက်မယ်ဆိုစားတော့ဘလို့ရိုက်မယ်တော့ OK လို့ရိုက်ကြမယ်နှစ်ယောက်သားလည်းစားရမ်းနေပြီးတော့နောက်ပိုင်းတော့ပါတာလေးနဲ့ပေါ့ဘယ်လိုလဲပါတာလေးနဲ့တွဲတာတို့ဖက်ရှင်မိုင်းတို့ဘယ်လိုလေးပေါ့ ိုသွားရှင်တာတော့စားတော့နဲ့ fashion ဆိုပေမဲ့ပါတာလေးတွေပါညာလေးလိုလိုတော့ဆွဲပြီးတော့လုပ်လုပ်မယ်လို့ဆိုတာအဲ့တော့ထွက်လာမှာပဲဝင်ရပြီးကြပါဝင်ရမကြပါဘူးအခုအခုဆိုတော့ဘူရောဘူရဲဟာတာတော့တယ်ဆိုတော့ဒီမှာလက်ပြီးရသူပဲသူပဲလိုက်စားနေတာชุดเดียวဆိုသူရှိမပြင်းဘူးသူမပါတဲ့နေရိုးသွားတဲ့နေဆိုပြင်းတယ်ရအောင်လုံးပဲသူခွဲတော့စခွဲရအဲ့အဲ့ထိုင်ငါရင်ငါငါအိတ်နေအဲ့သူပါတဲ့နေမှာရန်စက်နာပြောင်းသူသူ့ကြောင့်ကြီးနေရတာအချိန်တိုင်း င်းဟိုဘယ်လိုရမလဲအရင်အေးတယ်လေလက်မအရင်တော်တယ်လေလက်မပေါင်းတယောက်သားလို့ညှိပြီးတော့ရအောင်ရရအောင်အဲသူဒီလိုလေးကမသိလောက်ကြအထမယ်သူပျော်ရင်လိုက်ပျော်လိုက်တယ်အဲ့လိုမျိုးကိုယ့်ဟာကိုတရားလဲဆိုရင်မလို့ဖြစ်ပေမဲ့သူနဲ့တွေ့ရအကုန်လုံးပြည့်တယ်ဒီနေ့ရောက်တော့ပေါင်းပြီ